ဘယ်လိုမှမဖြစ်တာဖေကမတွေ့ချင်ပါဘူးဆိုတော့ဖေမင်းတို့အတင်းအကျပ်တွေမစူးစမ်းပါနဲ့စိတ်လုံးဝလက်မခံဘူးကျွန်တော်ကတော့တွေ့ရမှဖြစ်နေစက်ပြီးတော့ပြည့်ကျမကြီးကဘာကောင်းကစားနေထားပဲရှိကြရဆိုတော့စိတ်အနေနဲ့ပြောရမယ်ဆိုရင်တော့တွေ့စီချင်ပြီးပြည့်ရလက်ခံပါလေမဟုတ်ဘူးကျွန်တော်ကအဲ့လောက်ပါမရစက်ကသွားပြီ ျွန်တော်တွေ့ကျင်တယ်ဆိုတော့မိမိပြောခဲ့တဲ့ကိစ္စတွေကဥပမာထားတဲ့ကျွန်တော်ရဲ့ချစ်တဲ့ဆက်တော့နောက်ဆက်ကျင်တာကကိုငင်းပြပါစေရယ်ဘလုံးနည်းတဲ့ဖြစ်ဖြစ်ကိုငင်းတွေ့ရမှာဖြစ်ပါဘလို့နည်းတဲ့ရတာကဘလို့ဒါဇတ်တွေကဘလို့နည်းတဲ့ဖြစ်ဖြစ်ဦးနဲ့တွေ့ရမှာဖြစ်မှာဘလို့နည်းဖြစ်ပါစေဘလို့နည်းတဲ့ဖြစ်ဖြစ်ဦးနဲ့တွေ့ရမှာဖြစ်မှာဟာဒီလိုတော့ဇင်းကိုစဉ်းစားပါမယ်စိတ်လုံးဝတိတ်ခံမှာမဟုတ်ဘူးက မဲ့တိတ်ဆောင်လို့စိတ်လုံးဝဖန်တီးကိုမပေးနိုင်ဟာဟာဒီစကားတော့မပြောပါနဲ့ဗျာကျွန်တော်ဘက်ကခံစားနေရတဲ့ခံစားချက်တွေကလည်းအတူရောပဲဗျာခမရအထင်းနေတာလားအဲ့ကိုအဖေဘယ်သူမှမပြေရှာမသိတဲ့တားတရရဲ့ခံစားချက်ခမရတော့မခံစားဘူးလားအဖေဘယ်သူမှသိပေမဲ့မမြင်ရတဲ့ငါ့ရဲ့ခံစားချက်ကိုပါ နေခံစားဘူးလားဆက်ဖေဘသူမင်းသိပေမဲ့မမြင်ရရင်ငါ့ရဲ့ခံစားချက်ကဘာ။နေခံစားဘူးလား။ဆွေ။ဆွေ။နေဦးပြင်းနေတာတပိ။ငါ့ရဲ့ဖေဘသူမင်းတို့ပြောင်းသွား အထင်ကပြန်လျှော့ရတော့မှမလဲသူပြောတော့လုံးမှနေစိုးရွေးဖြစ်များတယ်မေကိုဖေးနဲ့တက်တက်ပြီးမေဖေးတို့အမေတွဲနောင်လေးလေးကိုစိတ်ပိုးထားပြီးသားပါဒါမဲ့စိတ်တို့ဘွားတွေကနေပြီးတော့ဖေးကိုခေါ်ကောင်းခွင့်တော့မပေးနိုင်ဘူးဖေးမြန်အခုတော့လာစနေဖေးနဲ့မတွေ့တော့တော့မှာကျောင်းအဖေတို့အဖေရဲ့ကျောင်း အပြည့်လို့တော့အပြည့်လို့ကိုမှုမရနေနဲ့ဖြစ်သွားရမှာတော့ဘုရားကြီးကရက်ဆက်လိုက်တယ်ဗျာကျွန်တော်တရားထက်အကြီးကျယ်တဲ့ဘုရားဘာလို့မြောက်ပိုင်ဆိုင်ထားခဲ့ရလဲကျွန်တော်ကဘာပြစ်တွေရှိခဲ့လို့အပြင်းနဲ့တူနေခဲ့ပါရဲ့နဲ့အပြည့်လို့ခုံမမရခဲ့ရလဲဗျာဟုတ်ပါဘူးဖို့